ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့စိတ်ကျမ်းမာရေးထိခိုက်နေသူတယောက်နဲ့စကားပြောတဲ့အခါကိုယ့်ဘက်ကဘာတွေပြောပြတင်လဲဒါကတော့ကျမတို့ကြားရလေးရှိတဲ့ကုညီပေးလိုသူတွေရဲ့စေတနာပေါ်အခြေခံထားတဲ့ကောင်းစင်လေးပါဒါကိုကျမကပို့ပြီးထိရောက်တဲ့အကူညီပေးနိုင်အောင်လို့စိတ်ကျမ်းမာရေးထိခိုက်နေသူတယောက်ကိုဘယ်လိုပံ့ပိုးပေးမလဲလို့ပြောင်းပြောပြရစီ မင်္ဂလာပါကျွန်မ Agnes ပါ Serenity Counseling and Mental Health Services ရဲ့ founder counseling psychologist တယောက်ပါဒီ season လေးမှာတော့စိတ်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေမယ့်နေလန်းတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်စိတ်တကျလိုက်တာဘာခံစားချက်မှလည်းမရှိဘူးဘလို့ပြောရမလဲမသိဘူးဒီလိုအဆရှိတဲ့စကားသံတွေကိုကျမတို့ပုံဝင်ကြမှာမချခဏကြားရနိုင်ပါတယ် စိတ်ညစ်လိုက်တာဆိုတာကျမတို့ကိုယ်တိုင်လည်းမကြာခဏရေရွတ်မိတတ်တဲ့စကလုံးတစ်ခုပဲเนาะနေ့စဉ်မှာမိသားစုအရေးအလုတ်အကိုင်းစီးပွားရေးကိုယ်တိုင်ရဲ့ရည်မှန်းချက်အဆရှိတာတွေနဲ့လူတွေဟာစိတ်ပိုင်းဆိုင်ရာမှာပင်ပန်းမှုကနေစလို့စိတ်ပိုင်းဆိုင်ရာကိုနာကျင်ရတဲ့အထိအခြေအနေအမျိုးမျိုးကိုကြုံရနိုင်ပါတယ်ဒါရင်မကပဲဒီထက်ပိုဆိုးတဲ့အခြေအနေတွေဖြစ်တဲ့မိမိချစ်ခင်ရတဲ့သူတွေကိုဆုံးရှုံးလိုက်ရလို့စိတ်ထိခိုက်နေသူ နာကျင်စရာဖြစ်ပျက်ကြုံထားသူဖြစ်ပျက်တစ်ခုခုကြောင့်စိတ်ထိခိုက်နာကျင်နေရသူတွေကလည်းကျမတို့အနားမှာမကြာခဏတွေ့နိုင်ပါတယ်။ဒီလိုခံစားနေရတဲ့သူတွေဟာလူငယ်လူရွယ်တွေကဆလို့အသက်အရွယ်အပိုင်းခြားအမျိုးမျိုးမှာဖြစ်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာမှာပင်ပန်းခြင်းဟာလူပိုင်းဆိုင်ရာမှာပင်ပန်းသလိုပဲကြားမမရွေးအသက်အရွယ်မရွေးဖြစ်တတ်တဲ့အရာတစ်ခုပါ။ဒီလိုသူတွေနဲ့တွေ့တဲ့အခါသူတို့ကိုဘယ်လိုကူညီပံ့ပိုးမှုပေးနိုင်မလဲ။ အစမှကျမမိတ်ဆက်သလို ကိုဘက်ကဘာတွေပြောပြတဲ့လဲဆိုတာထက်ကျမတို့သူတို့ကိုဘလို့နားထောင်ပြကြမလဲကျမတို့စိတ်ထဲမှာ ပြောပြချင်တာတွေအကြံဉာဏ်ပေးချင်တာတွေကိုယ့်ရဲ့အတွေ့အကြုံဥပမာတာရကတွေနဲ့ပြောပြချင်တာတွေကအစီအစီရှိနေတတ်ပါတယ်ဟုတ်တယ်မလားကျမတို့ခဏလောက်အချိန်ယူပြီး ကိုယ်တိုင်စိတ်ကျဉ်းချက် စိတ်တက်ချက်စိုးရိမ်ဝမ်းနည်းရတဲ့အချိန်တွေမှာဘလို့အကူအညီမျိုးတွေက ကိုယ့်အတွက်ကိုအထောက်အကူဖြစ်ခဲ့လဲဆိုတာပြန်စဉ်းစားချရအောင်ပထမတစ်မျိုးအနေနဲ့ကကိုယ့်ကိုနီးလန်းများစွာအကူအညီပေးတတ်သူစီကရတဲ့ဒီမျိုးအကြံဉာဏ်တွေကိုဒီလိုလုပ်ကြည့်ပါလားဒါလေးလုပ်ကြည့်ပါလားဆိုတဲ့သူတွေဒါမှမဟုတ်ရင်လည်းဖြစ်တတ်တဲ့သဘောတရားအခြေခံအချက်လက်တွေနဲ့သိချရှင်းပြပြီးတော့ကိုယ့်ကိုစိတ်ဖြည့်ဖြောက်ဖို့အတွက်ကြောပြကူညီတတ်တဲ့သူတွေ ဒုတိယအမျိုးအစားကတော့ကိုယ်အနားမှာရှိနေတဲ့ဆိုရင်ရှိနေပြီပြီးတော့ကိုယ်အတွက်လိုအပ်မဲ့လက်တွေ့ကြတဲ့အကူအညီတွေကိုလိုက်လုပ်ပေးတဲ့သူတွေကိုပြောတာတွေကိုခေါင်းတငိမ့်ငိမ့်နဲ့နားထောင်ပေးတဲ့သူတွေကိုယ့်ရဲ့ခံစားချက်တွေကို ပြောပြတဲ့အခါမှာတိတ်ဆိတ်စွာနဲ့နားထောင်ပေးနေတဲ့သူတွေဒီလိုဆိုရင်တော့ကျမတို့ကိုယ့်ကိုဘလို့ကူညီမှုပေးတဲ့အကူအညီမျိုးကပို့ပြီးတော့ကိုယ့်အတွက်စိတ်ထဲမှာနေရတာတတ်တာလဲဆိုတာလေးကို သတိထားမိမယ်ထင်တယ်နော်။အများစုကဒုတိယပြောပြသွားတဲ့ပုံစံတွေနဲ့ပံ့ပိုးခံရမှုရဲ့အနှစ်သာရကို အိုမိုခံစားသတိထားနိုင်မိတယ်လို့ကိုယ့်အထွက်လည်းအထောက်အကူဖြစ်နိုင်မယ်ဆိုတာသတိထားခံစားမိကြမှာပါ။ဒုတိယဆိုရင်တော့ဘာလို့တင်လဲလို့ပြောပြပြီးအကြံပေးတာကိုဖြစ်မှုရဲ့အတွေ့အကြုံတွေကိုပြောပြပြီးအကြံပေးတာတွေကအထောက်အကူဖြစ်တယ်လို့ထင်တတ်ကြရတယ်နော်။ တချို့ကလည်းအကြံဉာဏ်အားပေးစကားတခုခုကြားချင်တာမျိုးအဲ့လိုကြားမှစိတ်ချမ်းသာရဲဆိုတာမျိုးပြောပြတာမျိုးလည်းကျွန်မတင်နန်းတွေပြီးတဲ့အခါဆွေးနွေးမှုတွေလုပ်တဲ့အခါမကြာခဏကြားရသည်ရှိတယ်။ဒီလိုပံ့ပိုးမှုမျိုးကအစဉ်ပြေတရားရှိပေမဲ့လက်တွေ့မှာ ကျမတို့သူများပြောတဲ့အကြံတိုင်းလိုက်လုပ်ဖြစ်ကြရဲ့လား။အဲ့အကြံတွေကကိုယ့်ရဲ့လုံနိုင်တဲ့အခြေအနေတွေထဲမှာရောဘလောက်ရှိလဲ။နောက်တစ်ခုသတိထားမိမယ်ဆိုရင် ခုနပြောသွားတဲ့အခြေအနေမှာကျမတို့ကကိုယ့်အကြောင်းကိုယ့်အတွေ့အကြုံတွေကိုပြောပြတာဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာနာကျင်ခံစားနေသူတွေရဲ့အကြောင်းကိုကျမတို့သေချာသိခွင့်မရလိုက်ဘူးဆိုတာပါပဲဒီနေရာမှာကျမပြောပြချင်တာက လူတွေကတခုခုလှုပ်ဖို့ဆိုရင်သူတို့မှာအရင်းမြစ်တွေလိုအပ်ပါတယ်အရင်းမြစ်တွေက ကိုယ်စီမှာရှိပြီးသားကိုတွင်အရင်းမြစ်တွေဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့မိသားစုပတ်ဝန်းကျင်လုပ်ပေါ်ခိုင်ဖက် ဒီလိုနေရာတွေကနေရရှိတဲ့အရင်းမြစ်တွေလည်းဖြစ်နိုင်ပါတယ်။ဒီတော့အပြင်ကလာတဲ့အကြံဉာဏ် idea တွေကိုလှုပ်ဆောင်အကောင့်ထဲပို့ဖို့လှုပ်ဆောင်နိုင်ဖို့အကောင့်ထဲပို့နိုင်ဖို့ကအရင်းမြစ်တွေပေါ်မှာအခြေခံတာဖြစ်ပြီးတယောက်နဲ့တယောက်မှာ မတူညီတဲ့အရင်းမြစ်တွေရှိကြပါတယ်။ဥပမာကျမကအချင်းစီမံခံခွဲမှုနဲ့ပတ်သက်ပြီးအဆင်မပြေအခက်အခဲရှိနေတဲ့ဆိုပါဆို ကျမတို့မိတ်ဆွေတယောက်ကသူ့ရဲ့အချင်းစီမံခန့်ခွဲနိုင်မှု time management လုပ်တဲ့ပုံစံကိုဝေမျှတာပဲဖြစ်ဖြစ်သူကြားဘူးတဲ့ time management tips တွေကို ပြောပြအကြံပေးတာပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်ဒါတွေကိုလိုက်လုပ်ဖို့ကျမရဲ့လက်ရှိအခက်ခဲနဲ့အရင်းမြစ်တွေကို ပြန်လည်သုံးသပ်ဖို့လိုပါလိမ့်မယ်သူပေးရအကျန်းကကျမရဲ့လိုအပ်ချက်နဲ့ကိုက်ညီမှုရှိမှသာအဆင်ပြေမှာဖြစ်တယ်လို့အခက်အခဲနဲ့အားသာချက်ကို သေချာနားမလဲပဲ လိုက်လှုပ်ဖို့ပဲစူးစမ်းတဲ့အခါမှာ စိတ်ပင်ပန်းမှု စိုးရိမ်မှုစိတ်ထက်ကြမှုတွေကပိုဖြစ်တတ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့လူတစ်ယောက်ရဲ့အဆင်မပြေမှုကိုကူညီတဲ့အခါမှာသူ့ရဲ့အခက်ခဲကိုသိချာနားလည်အောင်နားထောင်ပေးဖို့လည်းလိုအပ်ပါလိမ့်မယ်။ဒါကလွယ်ကူမနေပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကနားထောင်တဲ့အခါမှာနားလည်ဖို့ထက်ကူညီဖြည့်ရှင်းပေးဖို့ကိုပိုပြီးအားတက်နေကြလို့ပါပဲ။ အားသာတကြလို့ပါပဲဒါဆိုရင်ကျမတို့ကုညီပေးတဲ့အခါမှာဒါလေးတွေကိုသတိထားပေးရအောင်စိတ်ပိုင်းဆိုင်ရာအရထိခိုက်နာကျင်သူတွေကဘာမှမစင်စားတတ်မကြံစီတတ်တဲ့သူတွေမဟုတ်ဘူးဆိုတာကိုကျမတို့နားလည်ထားဖို့လိုပါလိမ့်မယ်ထိခတ်ရတဲ့အခါမှာ နာကျင်ရတဲ့အခါမှာချက်ချင်းမစင်းစားနိုင် action မယူနိုင်ခြင်းရှိတာမျိုးဖြစ်နိုင်ပါတယ် ဒါကလည်းလူအုံနောက်ရဲ့အလုံးလုံးဆောင်ပုံရစိတ်ထိခိုက်နာကျင်မှုကိုတတ်တာရရအောင်အရင်လှုပ်ဆောင်ဖို့လိုအပ်နေလို့ဖြစ်ပါတယ်။ဒါကြောင့်ကိုကြီးရဲ့သူတွေအနေနဲ့သူတို့ရဲ့နာကျင်မှုတွေကိုသတ်သားစေမဲ့လက်တွေ့ကြတဲ့ဒီလန်းလေးတွေနဲ့တန်ဖိုးဖို့လိုပါလိမ့်မယ်။ဥပမာသူတို့နာကျင်နေတဲ့အရာကိုနားလည်အောင်နားထောင်ပေးခြင်းသူတို့ရဲ့စိတ်လှုပ်ရှားမှုကိုအရင်ဆုံးဖြေလျှော့သတ်သားအောင်လို့ရည်တိုက်တာလား။ လမ်းလေးထလျှောက်လိုက်တာလားအသက်ကိုဝဝရှူလိုက်တာလားခဏလေးတိတ်ဆိတ်စွာနေလိုက်တာလားအဆရှိတဲ့နီလန်းလေးတွေနဲ့သူတို့လက်ရှိအခြေအနေကိုသတ်တာဖို့အတွက်ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်တစ်ချိန်တည်းမှာပဲဒီလိုမျိုး ကြုံတွေ့နေရတဲ့အချိန်မှာသူတို့မှာတခြားလှုပ်เสียလက်တွေ့ကြတဲ့ဥပမာစိတ်သက်အရန်ကြနေတဲ့အမျိုးသမီးတယောက်ပေါ့နော်အဲစိတ်တွေတအားရှုံနေတဲ့မိသားစုကိစ္စတွေနဲ့ စိတ်အရန်ပင်ပန်းနေရတဲ့အမျိုးသမီးတယောက်ပေါ့နော်ဒါဆိုလို့ရှိရင်သူ့ရဲ့စိတ်ပင်ပန်းမှုတွေကဘာတွေလဲဆိုတဲ့ဟာကိုကျွန်တော်တို့နားလည်ဖို့စူးစမ်းနေတဲ့အချိန်အဲသူ့ကိုပြောပြဖို့အခွင့်အရေးပေးတဲ့အချိန်မှာ သူ့မိသားစုမှာလက်တွေ့သူလိုအပ်နေတာဘာရှိလဲဥပမာ အာသူက ကလေးချောင်းကျို့ဖို့အကူအညီလိုအပ်တာမျိုးလားဈေးဝယ်ပေးဖို့အကူအညီလိုအပ်တာမျိုးလားအစရှိတဲ့လက်တွေ့ကျတဲ့အကူအညီလိုအပ်မှုတစ်ခုခုကို ပြုလုပ်ပေးရတဲ့လေသူ့ကိုအကူအညီချင်းကစိတ်ပန်းဆိုင်ရာပံ့ပိုးမှုအတွက်ကိုလည်းအထောက်အကူဖြစ်စေပါတယ်ဒီလိုနီးလန်းနေတဲ့ကအချင်းချင်းကြားတဲ့နီးလန်းလေးတစ်ခုကတော့သူတို့ကိုစကားပြောဖို့အချိန်ပေးပါအင်း သူတို့ဘက်ကမပြောသေးဘူးဆိုရင်တော့မှ ပြောပြဖို့ခက်ခဲနေလိမ့်မယ်လို့ပြောမထွက်ရင်အချိန်ယူပါအတူရှိပေးနေတယ်နော်ပြောပြချင်တာတွေရှိရင်အချိန်မီွေးနားထောင်ပေးလို့ရတယ်ဆိုတာလေးတွေကိုပြောပြပေးပါသူတို့ရဲ့စိတ်ထိခိုက်နေရတဲ့အကြောင်းတွေကိုအချိန်ပေးပြီးကောင်းမွန်တဲ့နားထောင်ပေးခြင်းနဲ့နှစ်သိမ့်ပေးတဲ့အခါအနားမှာကုညီနိုင်မဲ့သူတွေအချင်းသင့်ရှိတယ် ဝေဖန်ဖြစ်တဲ့ကရုဏာဒေါသနဲ့အပြောခံရခြင်းမရှိဘူးဆိုတဲ့အခါမှာစိတ်သက်သာရရပြီးတို့မှရှိပြီးသားအယဉ်မြစ်တွေကို ပြန်လည်အသုံးပြုဖို့တတိယလာပါလိမ့်မယ်။တကယ်လို့အယဉ်မြစ်တွေမရှိဘူးဆိုရင်တော့လိုအပ်တဲ့အကူအညီတွေကိုရှာဖွေဖို့အကူအညီတောင်းဖို့စပြီးပြင်ဆင်နိုင်ပါလိမ့်မယ်။ပြောပြလာတဲ့အခါမှာလည်းအကြံပေးလိုခြင်းပြောပြလိုခြင်းများမလုပ်ခင်းနဲ့တို့နေရာမှာနားလည်နိုင်အောင်ကြိုးစားပါ။ ဒါဟာတိတ်နက်နေပါတယ်တိတ်မွေ့ပါတယ်ဒါကြောင့်နားထောင်ပြီးခြင်းကိုအမှုပညာတစ်ခုလို့တင်စားကြတာဖြစ်တယ်ကုညီပေးသူအများစုကကုညီခြင်းစောနဲ့ငါဘာလို့ပေးရမလဲဆိုတာကိုအာယုံဆိုင်မှုများနေပြီးဘာလို့အပ်နေလဲဆိုတာကိုလေ့လာဖို့သတိပြုမိဖို့မေ့နေတတ်ကြပါတယ်ကိုကဘာပြောပေးရမလဲဆိုတာထက်ဘာလို့နေမလဲဆိုတာကို နားလည်အောင် အခြေအနေကိုလေ့လာအကဲခတ်ပြီးလိုအပ်တဲ့အကူအညီတွေပေးနိုင်မှုအစင်သင့်ဖြစ်နေခြင်းကကောင်းမွန်ထိရောက်တဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတစ်ခုဖြစ်ပါလိမ့်မယ်။လူတစ်ယောက်ကိုအခြားလူတစ်ယောက်ကနားထောင်ပေးတယ်ဆိုတာရုပ်ပိုင်းဆိုင်ရာအကူအညီတွေထက်အများကြီးတန်ဖိုးရှိတယ်လို့နားထောင်ခံရသူတအိုးကပြောပြတာကိုစာအုပ်တအုပ်မှာကျွန်မဖတ်ဖို့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့သူများကိုကူညီပေးတဲ့အခါမှာ ကိုယ့်ဘက်ကကူညီပေးလို့စိတ်တည် တခါတလေရင်းနှီးမှုအရကရုဏာဒေါသတွေနဲ့ပြောပြလိုခြင်းနေဒါလေးတွေကိုကျွန်တော်ခဏလောက် pause ပေါ့နော်ခဏလောက်နားထားပြီးတော့သူတို့ဘာလို့လိုအပ်နေတာလဲသူတို့ရဲ့ခံစားချက်တွေကဘာတွေလဲဆိုတဲ့ဟာကိုအရင်ဆုံးအချိန်ပေးတဲ့အဆင့်လေးတစ်ဆင့်ကိုကျမတို့ကိုပြောချင်တဲ့အရာတွေကိုကိုလုတ်ပေးတဲ့နယ်ဆိုတဲ့အရာတွေကိုမလုတ်ခင်မှာထည့်လိုက်မယ်ဆိုလို့ရှိရင် ကိုပြောချင်တဲ့အရာတွေကိုလုပ်ပေးချင်တဲ့ဆိုတဲ့အရာတွေကလိုချင်မှလိုအပ်တော့လိမ့်မယ်။စိတ်ပိုင်းဆိုင်ရာရငါချင်းပင်ပန်းနေတဲ့သူကကိုယ့်ရဲ့ကရုဏာနဲ့နားထောင်ပြီးတဲ့အခါကိုကြားရတဲ့အခါမှာသူ့ပေါ်ကိုအပြစ်မတင်ဘူးလို့ကြားရတဲ့အခါမှာစိတ်ခွန်အားတွေပြန်လည်ရရှိလာလိမ့်မယ်။ကျမတို့ကကိုယ့်ပတ်ဝန်းကျင်မှာအပြစ်တင်ခြင်းတွေအဝေဖန်ခြင်းတွေနဲ့ပို့ပြီးတော့ရင်းနှီးကြတယ်။အဲ့တော့အပြစ်တင်ဝေဖန်ခြင်းတွေကင်းတဲ့ နားထောင်ပြခြင်းမျိုးနဲ့ကျမတို့နားထောင်ပြနိုင်ပါတယ်။ဒီ season ကို Serenity Mental Health Service နဲ့ Burma Podcast Network တို့ကပူးပေါင်းပြီးတင်ဆက်တာဖြစ်ပါတယ်။အလုံးမဲ့ကိုယ့်ရဲ့စိတ်ချမ်းသာရေကိုယ်သာမကမိမိဘဝဉာဏ်ကားသူတွေကိုကိုကြီးဆောက်ရှောက်ပေးခြင်းအဖြစ်ပုံမှုချမ်းသာတဲ့လူအတိုင်းဝိုင်းလေးမှာရှင်သန်နိုင်ကြပါစေ။